ားလုံးပဲမင်္ဂလာပါမလေးစကားပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းမလေးစကားပြောပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ကစင်တူယိုးမရှိတဲ့စကားလုံးနှလုံးပေါ့နော်ဒါအများသိထားတဲ့ဟာကအတိတ်ဘယ်ဟာတစ်ခုပဲသိထားတယ်ဒါပေမဲ့အဲ့လိုမျိုးအတန်ထွက်တူပြီးတော့စကားလုံးနှစ်ခုပေါ့နော်အတိတ်ဘယ်နှမျိုးရှိတာကိုကျွန်တော်ကဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်နော် map so မတ်ဆုတ်မတ်ဆုဆရာ M A K S U T မတ်ဆုတ် M A K ဆိုတော့မတန်ထွက်တယ်နော်မတ်ဆုတ်အတိတ်ပဲဆိုလိုတာကိုပြောတာဖြစ်ပါတယ်နော်မတ်ဆုတ်အတိတ်ပဲဆိုလိုတာကိုပြောတဲ့အတိတ်ပဲပါနော်နောက်တစ်ခုကပေါ့ပေါ့ပါပါပဲမတ်ဆုတ်အဝင်ဝင်ပါဒီနှလုံးအတိတ်ပဲရှိပေမဲ့တချို့ကလည်းသိထတာဒီမတ်ဆုတ်မတ်ဆုတ်ဆိုတာတော့ အတိတ်ပဲတစ်မျိုးတည်းပဲទីထားတယ်နော်ချို့ပြောတဲ့နေရာလေးတွေနဲ့ဒီထွက်တဲ့စကလုံးအတန်လေးတွေနဲ့ကြတော့ဒီစကလုံးနဲ့ဒီနေရာမှာပြောတာเนี่ยမဆက်ဆက်ဘူးဘာလို့ရင်းညွှန်းတာလဲဘယ်လိုပြောတာလဲတချို့ကမသိဘူးပေါ့နော်ဒါကြောင့် तू ပြောတဲ့နေရာလေးတွေမှာကွဲလွဲမှုတော့ရှိမယ်နော်ဘာအကြောင်းရောက် तू ကဒီမဆွတ်နဲ့ပြောတာလဲမဆွတ်နဲ့ပြောတာလဲပေါ့နော်ဒီအတိတ်ပဲဆိုလိုတာဆိုတာကတော့မဆွတ် M A K S U D မဆွတ်အတိတ်ပဲဆိုလိုတာရိုးရိုးပေါ့ပေါ့ပါပါပြောတာတော့အဝင်း ဝင်มาဆိုရင်มาဆုတ်เนาะဒီစကလုံးနှလုံးကိုကျွန်တော်ကဒါခွဲပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်เนาะ M A K S U D มาဆုတ်အတိတ်ပဲဆိုလိုတာလို့ပြောတယ်အတိတ်ပဲနောက်တစ်ခုကมาဆုတ် M A S U K เนาะအဝင်ဝင်มาဒီဒီစကလုံးနှလုံးကိုကျွန်တော်ကဒါခွဲပြီးတော့มาပြောပြပေးသွားမှာဖြစ်ပါတယ်เนาะ사이어마솥사이어마솥 ကျွန်တော်ဆိုလိုတာကအိဒိပယ်ဒီလိုနော်ဆာယောဆိုတာကျွန်တော်မဆွဆိုတာဆိုလိုတာကဆိုလိုတာဒါမျိုးကိုပြောချင်တာနော်ဇာယမဆွကျွန်တော်ဆိုလိုတာကဒါမျိုးပြောချင်တာနော်အဲ့ဒါကြောင့်ဒီမဆွဆိုတာဆိုလိုတာကိုပြောတဲ့အိဒိပယ်နောက်တစ်မျိုးရှိတယ်နော်ယောဒနမဆွကအဝင်ဒါလေးကရောတယ်ကျွန်တော်တို့လည်းအတန်ထွက်ပေါ်မှာမူတည်ပြီးတော့ရောသွားတာရှိတယ်နော်ဒါပေမဲ့ तू သုံးတဲ့နေရာမှာပြန်ပြီးခွဲထုတ်လို့ရတယ်နော်နောက်တစ်ခုကမဆွညအပေါ်တောင်း Maksudnya apa tahu? Bahagu solo rale ti lalu pior edeh, no? Kena ga ceno solo raga soi. Saya maksud ceno solo raga tahu pior jen. Nampak no? ku Maksudnya apa tahu? Maksudnya apa tahu? Bahagu solo rale ti lalu pior edeh, no? Maksudnya sura solo raga apa bahagu le tahu sura ti lah. Maksudnya apa tahu? ဘာကိုဆိုလိုတာလဲသိလားဒါမျိုးပြောတယ်တိပဲเนาะနောက်တစ်ခုကအပမဆူအဝအပမဆူအဝမင်းဘာကိုဆိုလိုတာလဲအပမဆူအဝမင်းဘာကိုဆိုလိုတာလဲเนาะ M A K S U D เนาะအပမဆူအဝမင်းဘာကိုဆိုလိုတာလဲလို့ပြောတယ်အတိတ်ပဲပါเนาะနောက်တစ်ခုကမဆွညအပမဆွညအပ solodaga bale, no? Maksudnya saudara, solodaga apa saudara bale? Maksudnya apa? Solodaga bale, kamu pure ada ibu bapa, no? Nampak apa maksud ni? Apa maksud ini? Di ide bega bale, kamu pure lihat, no? Apa maksud ini? Di ide bega bale, apa saudara bale? Maksud saudara adibe di ini apa jadi adibe lu pada biasa apa masuk ini di adibe ka balai lu pure adibe no aduh ah saya masuk bukan ini saya masuk bukan ini saya masuk bukan ini ceno solo raga elu mahu pulu pure adibe no saya sura ceno masuk sura solo raga bukan sura mahu pulu ini sura dia saya masuk bukan ini ကျွန်တော်ဆိုလိုတာကအဲ့လိုမဟုတ်ဘူးလို့ပြောတဲ့အိပဲเนาะဇာယမဆုဘုကန်အင်းနီကျွန်တော်ဆိုလိုတာကအဲ့လိုမဟုတ်ဘူးเนาะဇာယဆိုတာကျွန်တော်မဆုဆိုတာဆိုလိုတာဘုကန်ဆိုတာမဟုတ်ဘူးအင်းနီဆိုတာဒီဟာဇာယမဆုဘုကန်အင်းနီကျွန်တော်ဆိုလိုတာအဲ့လိုမဟုတ်ဘူးလို့ပြောတဲ့အိပဲပါเนาะဒါဆိုရင်ကျွန်တော်တို့ကဒီမဆုရဲ့အိပဲဟာဆိုလိုတာတို့အိပဲတို့ကိုပြောတဲ့အိပဲဆိုတာကျွန်တော်တို့နားလည်ပြီးလို့ထင်တယ်เนาะဒါပေမဲ့စကားလုံးဟာ အတန်ထွက်ကတော့တော်တော်လေးကိုဆင်နေနော်မာစုတ်ကဲမာစုတ်ကဲအောက်ကမြင်လောက်ပဲกว่าမယ်နော်ဒီမြန်မာစကားလုံးနဲ့ဆိုရင်တကယ်လို့ကျွန်တော်တို့ကစက်လုံးပေါင်းအနေနဲ့ကြည့်မယ်ဆိုရင် MAK SUD မာစုတ်အတိတ်ပဲဆိုလိုတာကရိုးရိုးဝင်တာအဝင်ဆိုရင် MASUK မာစုတ်နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမာစုတ်ရဲ့အတိတ်ပဲဟာဆိုလိုတာအတိတ်ပဲဆိုတာကိုသိသွားပြီဖြစ်တယ်နော်နောက်တစ်ခုကစီလာမာစုတ်ဒူလူဒါဆိုရင်ကျွန်တော်တို့ကပေါ့ပေါ့ပါပါပဲစကားလုံးကိုနော် စီလာမဆွတ်တူလူကျေးဇူးပြု၏အရင်ဝင်ပါလို့ပြောလို့ရတယ်နော် စီလာမဆွတ်တူလူကျေးဇူးပြု၏အရင်ဝင်ပါအဝင်ဒါမျိုးပြောတာနော်စီလာဆိုတာကျေးဇူးပြု၏မဆွတ်ဆိုတာအဝင်ဒူလူဆိုတာအရင်စီလာမဆွတ်တူလူကျေးဇူးပြု၏အရင်ဝင်ပါလို့ပြောတဲ့အဓိပ္ပာယ်နော်စီလာဆိုတာကျေးဇူးပြု၏ဒီ MASUK မဆွတ်ဆိုတာကျွန်တော်တို့ပြောနေကြတိုင်းပဲအဝင်ဝင်ပါနော်ဒူလူဆိုတာအရင်စီလာမဆွတ်တူလူကျေးဇူးပြု၏ အရင်ဝင်ပါလို့ပြောတဲ့အတိတ်ပဲပါနော်တာပိုလေးမဆွဒါလမ်တာပိုလေးမဆွဒါလမ်အထဲကိုဝင်လို့မရဘူးလို့ပြောတဲ့အတိတ်ပဲနော်တာပိုလေးမဆွဒါလမ်အထဲကိုဝင်လို့မရဘူးတာပိုလေးဆိုတာမရဘူးမဆွဆိုတာဝင်တာဒါလမ်ဆိုတာအထဲဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ဘာသာပြန်ရင်တာပိုလေးမဆွဒါလမ်အထဲကိုဝင်လို့မရဘူးလို့ပြောတဲ့အတိတ်ပဲပါနော် တာပိုလေးမဆွတ်ဒါလမ်အထဲကိုဝင်လို့မရဘူးเนาะတာပိုလေးဆိုတာမရဘူးမဆွတ်ဆိုတာဝင်တာဒါလမ်ဆိုတာအထဲတာပိုလေးမဆွတ်ဒါလမ်အထဲကိုဝင်လို့မရဘူးလို့ပြောတဲ့အတိတ်ပဲပါเนาะအာဝကနာပိုမဆွတ်ကလူမဆွတ်ကလူအာဝကနာပိုမဆွတ်ကလူမဆွတ်ကလူမင်းဘာလို့ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လုပ်နေတာလဲပေါ့เนาะဒါမျိုးကိုပြောချင်တာเนาะအာဝကနာပိုမဆွတ်ကလူမဆွတ်ကလူအ မင်းဘာလို့ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လုံနေတာလဲဒါမျိုးကိုပြောချင်တာအာဝဆိုတာမင်းကနာပါဆိုတာဘာဖြစ်လို့လဲမာဆော့ဆိုတာဝင်တာကလူဝါဆိုတာထွက်တာနောက်တစ်ခုမာဆော့ဆိုတာဝင်တာကလူဝါဆိုတာထွက်တာဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဆိုရင်ကျွန်တော်တို့ကမာဆော့ကလူဝါမာဆော့ကလူဝါဒါဆိုရင်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဒါမျိုးကိုပြောတာနော်အာဝကနာပါမာဆော့ကလူဝါမာဆော့ကလူဝါမင်းဘာလို့ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လုံနေတာလဲဒါမျိုးကိုပြောချင်တာနော်အာဝဆိုတာမင်း နာပါဆိုတာဘာဖြစ်လို့လဲမာဆုဆိုတာဝင်တာကလူဝါဆိုတာထွက်တာနောက်တစ်ခုမာဆုဆိုတာဝင်တာကလူဝါဆိုတာထွက်တာเนาะဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဆိုရင်မာဆုကလူဝါမာဆုကလူဝါဒါဆိုရင်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဒါမျိုးပြောလို့ရတယ်เนาะအာဝကနာပမာဆုကလူဝါမာဆုကလူဝါမင်းဘာလို့ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လုံနေတာလဲဒါမျိုးအတိတ်ပဲရပါတယ်เนาะနောက်တစ်ခုကဂါကြီးဆူဒါမာဆုကဘလုံး လာစာထည့်ပြီးပြီလားဒါမှမဟုတ်မထည့်ရသေးဘူးလားနော်ဒီမှာစွတ်ကဲအတိပဲကဝင်တာတို့ထည့်တာတို့နော်ဒီအမျိုးလေးတွေနေရာမှာကျွန်တော်တို့ကဒီ MASUK မာစွတ်လို့သုံးပါတယ်နော်ဒီစကလုံးနေရာကျွန်တော်ပြောသွားရင်းနဲ့လေဘလိုနေရာလေးတွေမှာဒီမှာစွတ်ကသုံးတယ်ဆိုတာကိုလည်းကျွန်တော်ကဒါထည့်ပြီးတော့မှပြောပြပေးသွားတာနော်ဂါဂျီဆိုတာမာစွတ်ကဘလုံးလာစာထည့်ပြီးပြီလားမထည့်ရသေးဘူးလားကျွန်တော်တို့ဒါမလေးရှားမှာအချို့လာကုန်ပြီဆိုရင်တိရမလားဒီတထည့်ရဆလစ်မထုတ်ပေးတော့ညာလေ အချို့ကြတော့ဘန်းနေပြီးတော့မှအခုပစံပထမလက်ကျန်ပစံရှိတာကိုဘန်းထဲမှာသွားစစ်ကြည့်တယ်စစ်ကြည့်လို့ရှိရင်ဆိုကြပါသူပထမလမှာ तू က1000ကျန်တယ်ဒီလမှာဥမာ3000လောက်ဖြစ်မယ်ဆိုရင်ဒါသူ့လစာထည့်ပြီးသွားပြီဒါကြောင့်တယောက်နဲ့တယောက်မေးတာပေါ့နော်မေးတဲ့ပုံစံဘယ်လိုလဲဆိုတော့ဘာကြီးဆိုတာမှာဆိုကဘလုံးလစာထည့်ပြီးပြီလားမထည့်ရသေးဘူးလားဒါမှမဟုတ်လို့ရှိရင်လည်းဘန်းထဲကိုလစာဝင်ပြီလားမဝင်သေးဘူးလားဒါမျိုးလေးတွေကျွန်တော်တို့ကအလွယ်ပြောလို့ရတယ်နော်ကျွန်တော်ပြောတာကိုနားလည်လားမသိဘူးတဘောကနော်ဒီ လာစားတဲ့ရထည့်ပြီးပြီဒါပေမဲ့လာစားစလစ်ကမပေးသေးဘူးเนาะမပေးသေးတော့အချို့ကလည်းဘန်မှာပထမပတ်စံလက်ကျန်လေးသွားထုတ်ရင်းနဲ့သူ့ထဲမှာတထောင်ရှိတယ်နောက်၃ထောင်လောက်ရှိတော့ဒါဆိုရင်လာစားသူတို့ဘန်ထဲကိုရောက်သွားပြီပေါ့เนาะဒါကြောင့်တယောက်နဲ့တယောက်မေးတာဂါကြီးဆိုတာမဆူကဘလုံးလာစားထည့်ပြီးပြီလားမထည့်ရသေးဘူးလားတချို့ကလည်းအာလာစားထည့်ပြီးနေပြီငါကူပဲဘန်ပြန်တာပေါ့เนาะဒါမျိုးလေးတွေပေါ့စလစ်မရတော့ညာလေဘန်ထဲမှာပတ်စံရောက်တာတွေရှိတယ်เนาะဒါမျိုးဥပမာအနေနဲ့ပဲဒါကျွန်တော်ပြောပြတာเนาะ ။ဒါကြီးဆိုတာမတ်စတာကဘလုံလာစားထည့်ပြီးပြီလားမထည့်ရသေးဘူးလားဒါမှမဟုတ်လို့ရှင်လေလာစားဝင်နေပြီလားဝင်သေးဘူးလားဘန်နေကိုနော်ဒါမျိုးလေပြောတာဖြစ်တယ်နော်ဒါကြီးဆိုတာလာစားစူတာဆိုတာပြီးပြီးမတ်စဆိုတာဝင်တာထည့်တာဒါမျိုးကိုပြောလို့ရတယ်နော်ကားဆိုတာလာလို့တည်ပြရတယ်ဘလုံဆိုတာမပြီးသေးဘူးလားနော်ဒါကြီးဆိုတာမတ်စကဘလုံလာစားထည့်ပြီးပြီလားမထည့်ရသေးဘူးလားနောက်တစ်ခုကလာစားဝင်ပြီလားဝင်သေးဘူးလား ဒါမျိုးကိုကျွန်တော်တို့ဟာပြောတယ်အတိတ်ပဲပါနော်ဘီလာဒီယမတ်ဆုကေဂျာဘယ်တော့ကသူအလုပ်ဝင်တာလဲဘီလာဒီယမတ်ဆုကေဂျာဘီလာဒီယမတ်ဆုကေဂျာဘယ်တော့ကသူအလုပ်ဝင်တာလဲလို့ပြောတဲ့အတိတ်ပဲနော်ဒီမတ်ဆုကေအတိတ်ပဲလေဒီနေရာမှာသုံးတယ်နော်ဘီလာဒီယမတ်ဆုကေဂျာဘယ်တော့ကသူအလုပ်ဝင်တာလဲနော်လူတယောက်လူတယောက်ကိုတွေ့လို့ရှိရင်ကျွန်တော်တို့ကသူအလုပ်ဝင်တာကိုမသိတဲ့အတွက် တယောက်ကိုမေးလိုက်တာပေါ့နော်ဘီလဒီကမဆုတ်ကြည့်ဘယ်တော့ကသူအလုံးဝင်တာလဲဒါမျိုးပြောတယ်တိပဲနော်ဘီလဒီကမဆုတ်ကြည့်ဘယ်တော့ကသူအလုံးဝင်တာလဲလို့ပြောတယ်တိပဲပါနော်ဘီလာဆိုတာဘယ်တော့ကဘယ်တော့ဒီဟာဆိုတာသူမဆုတ်ဆိုတာဝင်တာကြဲကြဆိုတာအလုံးဘီလဒီကမဆုတ်ကြည့်ဘယ်တော့ကသူအလုံးဝင်တာလဲလို့ပြောတယ်အတိပဲပါနော်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးမှာဆိုရင်ကျွန်တော်ကဒီစကားလုံးနှလုံးအတိပဲ မတူပေမဲ့အတန်တော်ကလေးစင်တူရိုးမှရှိတဲ့စကားလုံးနှလုံးကိုကျွန်တော်ကခွဲပြီးတော့မှ ပြောပြပေးသွားတာဖြစ်ပါတယ်။မဆုတ် M A K S U D မဆုတ်အတိတ်ပဲဆိုလိုတာလို့အတိတ်ပဲရသလိုနောက်တစ်ခုရိုးပေါ်ပေါ်ပါပါမဆုတ်အဝင်ဝင်ပါဆိုတဲ့စကားလုံးနှလုံးကိုကျွန်တော်ကဒီဗီဒီယိုမှာခွဲပြီးတော့မှပြောပြပေးသွားတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ ကျွန်တော်ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာတခါပြန်တွေ့ပါမယ်။